စကိုင်းမြို့နယ်ပယ်90ရွာနဲ့ဝါချက်ကြီးရွာတို့စစ်တပ်ကပြစ်ခတ်မှုကြောင့်ကလေးငယ်တဦးတေဆုံးပြီးပြည်သူတဦးတန်ရာရရှိကြောင်းသိရပါဗျ။စကိုင်းတိုင်းပယ်90ရွာနဲ့ဝါချက်ကြီးရွာတို့စစ်တပ်ကလက်လက်ကြီးလက်နက်ငယ်များဖြင့်ဝင်ရောက်ပြစ်ခတ်သဖြင့်ပယ်90ရွာမှပြည်သူတဦးတန်ရာရရှိခဲ့ပြီးဝါချက်ရွာမှကလေးငယ်တဦးတေဆုံးခဲ့ကြောင်းဒေသပြည်သူများကပြောပါဗျ။စက်တင်ဘာလ29ရက်နေ့မွန်ရွယ်တနိုင်ဝင်းကျင်ချင်း စကိုင်းမြုံနယ်တွင်ပြည်သူ့ကာကွယ်တပ်မတော်မင်းကွန်းအခြေစိုက် Unicorn အဖွဲ့ကအကြမ်းဖက်စစ်တပ်ထုတ်ရမကာများကိုစစ်ဆေးနေစဉ်အကြမ်းဖက်စစ်တပ်ကအင်အား60ကျော်ဖြင့်ပယ်90ရွာသို့ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းစစ်တပ်၏ပစ်ခတ်မှုကြောင့်ပယ်90ရွာမှပြည်သူတို့ခြေထောက်ထိမှန်ခဲ့ပြီးဝါချက်ရွာမှကလေးငယ်တို့တည်ဆုံခဲ့ကနေအိမ်တလုံးပျက်စီးခဲ့ကြောင်းသိရှိရပါသည်ပယ်90ရွာသို့ရောက်ရှိပြီးလမ်းကြိုလမ်းကြားထဲအထိဝင်ရောက်ပစ်ခတ်ခဲ့ပါသည်ညနေ9:00အထိလက်နက်ကြီးရောပါပစ်ခတ်ပါသည်ပစ်ခတ်မှုကြောင့် ပင်90ရွာကတူ6တောက်ထိမှခဲ့ပြီးကျန်တဲ့အခြေအနေမသိရသေးဘူးစစ်ရုံတင်ထားရတယ်လက်နက်ကြီးကြောင့်ဝါချမ်းမနေရင်တလုံးထိမှပျက်စီးခဲ့ပြီးကလေးငယ်တူထိမှခဲ့ပါတယ်စစ်ရုံပို့ခဲ့ပေမဲ့ဒီမနက်3နိုင်မှတည်ဆုံခဲ့ပါတယ်ဟုဒေသပြည်သူတူကပြောပါတယ်လက်တော်စကိုင်းမြုံနယ်တွင်ပြည်သူ့ကာကွယ်တပ်မတော်မင်းကွန်းချေဆိုင် unicorn ဖွဲ့ကနေမြေစုမိုးရန်ကြိုးပမ်းနေတကယ်တို့အချမ်းပြစစ်တပ်ကလည်းစစ်ကြောင်းထိုးနေတဲ့ဖြင့်အချိန်မရွေးထိတွေ့တိုက်ပွဲများဖြစ်ပွားနိုင်သည့်အခြေအနေဖြစ်နေကြောင်းပြည်သူများအနေဖြင့် လမ်းကြောင်းအခြေအနေကိုကြည့်၍တွာလာကြရန်လိုအပ်ကြောင်းတွန်လာရေးတရင်ချင်းတက်ကသတိပေးထားပါရ။စကိုင်းမြို့နယ်တွင်စစ်တပ်ကစစ်ကြောင်းနှစ်ခုထက်မနည်းအုံပြု၍မြို့နယ်တွင်လှည့်ပတ်စစ်ကြောင်းထိုးခြင်း၊နေအိမ်များကိုမိရှို့ဖျက်ဆီးခြင်း၊လူရဲချင်းနှင့်ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများတောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေကြောင်းစစ်ပေးရှောင်ပြည်သူများကပြောဆိုပါရ။ဗဒိန်တွင်စစ်မှုထမ်းလူစားတို့ရောင်းဝယ်မှုဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတော်လဲပတ်စံပေးနိုင်သောအုပ်ချုပ်ရေးမှုများကိုပြန်လှုပ်ပေးကြောင်းတီးရပါရ။ ။ EAOD တိုင်းပသိမြုံနယ်တွင်စစ်မှုထမ်းလူစားထိုးရောင်းဝယ်မှုဖြင့်ရက်ွက်အုပ်ချုပ်ရေးမှူးများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတော်လဲ။ပတ်စံပေးနိုင်သောအုပ်ချုပ်ရေးမှူးများကိုပြန်လည်လွှတ်ပေးနေကြောင်းပသိအခြေစိုက်ဒေသတွင်ရင်းမြစ်ကပြောပါရယ်။စက်တင်ဘာလ25ရက်နေ့ည9:00ခန့်အချိန်ပသိမြုံအမှတ်30ရက်ွက်အုပ်ချုပ်ရေးမှူးအေကိုကိုနေပြည်တော်ရက်တပ်ဖွဲ့ကတရားမဝင်စစ်မှုထမ်းအရောင်းဝယ်ပြုလုပ်မှုများငွေအလွဲသုံးစားပြုလုပ်မှုလိုင်စင်မဲ့အကားစီးမှုများဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့တော်လဲ။ ဂျိုရင်တရင်ရရှိသောကြောင့်အုပ်ချုပ်ရေးမှူးအေကိုမှထွက်ပြေးလွတ်မြောက်သွားကြောင်း၎င်းစီးနင်းနေသောကားကိုရဲကသိမ်းဆီးသွားကြောင်းသိရပါသည်ထို့သောဖမ်းဆီးမှုဖြစ်ပွားပြီးနောက်စက်တင်ဘာလ26ရက်နေ့ညနေ4:45မိနစ်ခန့်တွင်ဗဒိန်မြို့အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှူးအေကိုသည်ရပ်ကွက်အတွင်တန်လဲရောက်ရှိလာပြီးစံကဲတစ်စင်းဖြင့်နေပြည်တော်ရဲတပ်ဖွဲ့မပြောနဲ့မရောက်နိုင်တော့စပ်ပြုမဆိုင်ဘူးငွေရှိရင်ပါရလို့တောင်းရတယ်အခုလဲငွေရှင်းလိုက်လို့အမှုပြီးသွားပြီရက်ကွက်အတွင်အော်ဟစ်တွေးကြော်နေကြောင်းသိရှိရပါတယ်စစ်ခွေးတွေက အဖမ်းပြတဲ့ပုံစံလိုပဲပြောရတယ်။အေးကိုကိုဝင်ဖမ်းနေတာပြောတာ။နောက်နေ့ကျတော့ချစ်ချင်းရက်ကွက်ထဲပြန်ရောက်လာပြီ။ငွေပေးရင်အကုန်ရှင်းလို့ရတယ်ဆိုပြီးအော်ဟစ်တွေးကြော်နေကြောင်းဒေသပြည်သူတူကပြောပါတယ်။အလားတူပဒိန်မျိုးအမှတ်၈ရက်ကွက်အုပ်ချုပ်ရေးမှူးဟန်ဝင်းအောင်နဲ့ရက်ကျင်းစီတူကိုလည်းစက်တင်ဘာလ25ရက်ညနေပိုင်းတွင်တရားမဝင်စစ်မှုထမ်းအယောင်ဝယ်ပြုလုပ်မှုငွေအလွဲတုံ့ဆမှုများဖြင့်အချမ်းဘတ်စစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းအမှတ်၆ရက်ကွက်တွင်ကိုလည်းအချမ်းဘတ်စစ်တပ်ကအင်စီကား9စင်း အင်အား20ကျော်ဖြင့်ဝင်ရောက်စီးနင်းပြီးရှာဝေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ဗဒေမြုပ်ပေါ်ရှိအုပ်ချုပ်ရေးမှူးများသည်စစ်မှုထမ်းလူအရောင်းဝယ်ပြုလုပ်မှုဖြင့်ဝေကြီးချမ်းသာလာကြသူများဖြစ်ပြီးအချမ်းပဲစစ်တပ်ကဝင်ရောက်ဖမ်းဆီးတော်လဲဝေကြီးပြေး၍ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်းသိရပါသည်။မြောက်ဒီမှာလူငယ်များကိုပေါ်တာဆွဲပြီးရဲခွဲအုပ်ချုပ်ရေးမှူးများကဒိတ်တရားဖြင့်ပြန်ရွေးခိုင်းနေကြောင်းသိရပါသည်။အချမ်းပဲစစ်တပ်ပြန်လည်အုပ်ချုပ်နေတဲ့ကရင်ပြည်နယ်မြောက်ဒီမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ဆောင်နေပြီး ရက်ွက်အုပ်ချုပ်ရေးမှုကတရက်ကိုဒိန်းတရားဖြင့်ပြန်ရွေးခိုင်းနေတယ်လို့ဒေသတွင်ရင်းမြစ်တွေစီကတီးရပါတယ်။အခုစက်တင်ဘာလအစပိုင်းကလေးကအချမ်းပဲစစ်တပ်ဟာမြောက်ပြည်ကော်ပိုရိတ်အာရှလမ်းကိုပြန်လည်ထိန်းချုပ်တပ်ဆွဲပြီးအခုလိုပြဿနာတွေဖြစ်ပေါ်နေတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။အခုည၈နာရီနောက်ပိုင်းဆိုပေါ်တာတွေဆွဲနေတာတွေစနေပြီးပတ်စံရှိတဲ့သူတွေကလိုက်ထုတ်နိုင်ကြတယ်ပေါ့။တောင်းလာကလည်းဒိန်းတရားတောင်းပြန်မထုတ်နိုင်တဲ့သူတွေကိုကြနှစ်ခွန်၅တက်ခေါ်သွားပြီးရင်အောက်ကိုပို့လိုက်လုံနေကြတာ။ အဖမ်းခံရသူတွေများနေလို့အခုည၈နာရီနောက်ပိုင်းဆိုမြုပ်ထဲလမ်းထွက်သူတောင်မရှိတော့ဘူးတညတညကို10ရောက်ဝန်းကျင်လောက်အဖမ်းခံနေရတယ်လို့အမျိုးဖော်လို့တဲ့မြောက်ရီမြုပ်ခံတယောက်ကပြောပါတယ်အခုလိုချင်းချောင်းငွေတောင်းတဲ့အထဲအမှတ်၄နဲ့အမှတ်၅ရက်ကွက်ကအုပ်ချုပ်ရေးမှုတွေကအဆိုးဆုံးဖြစ်တယ်လို့တည်ရပါတယ်အထက်ပါဒေသခံကပဲဆက်လက်ပြီးတော့အဲ့ဒီအမှတ်၄ကအုပ်ချုပ်ရေးမှုစီလိုက်နဲ့အမှတ်၅ကငဆိုင်ကအဆိုးဆုံးပဲငွေတွေထိုးလာများသူတို့ကတတ်ခါရမှာဆိုလို့မြောက်ရီမှမနေကြတော့ဘူးရွှေခုတ်ကောင်မှရွှေဆိုင်ပါဖွင့်ပြီးနေနေကြတာ မြောက်ရီမှာကလက်ထောက်လောက်တွေပဲကြံခဲ့တယ်လို့ပြောပါတယ်။စစ်တပ်ဟာမြောက်ရီမြို့အပောင်းဝင်အာရှလမ်းပိုင်းတစ်လျှောက်လုံးကိုထိန်းချုပ်နိုင်ခဲ့ပြီလို့တွေးကြော်ထားပေမဲ့လမ်းပိုင်း၄နေရာလောက်မှာနှစ်ဖက်ထိတွေ့တပ်ပွဲတွေပြင်းထန်နေဆဲဖြစ်ကြောင်းလည်းသိရပါတယ်။အလားတူကရင်ပြည်နယ်လေးကကုံမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ရဲ့စစ်ကြောင်းကိုတိုက်ခိုက်ရာအများပြားတိုက်ဆုံခဲ့တယ်လို့လည်း Black Panther ကိုလမ်းကနေသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါတပ်ပွဲကိုတပ်ပွဲမှာဗိုလ်ကြီးဒါဘောဦးဆောင်တဲ့ဗျူဟာအမှတ်30ရက်ဇတိနဲ့စစ်ကြောင်း ကော်ပိုရိတ်စစ်ကြောင်းနဲ့မားဘိတ်ပူပေါင်းစစ်ကြောင်းတွေကပူပေါင်းတိုက်ခဲ့တာဖြစ်ပြီးတော်လှန်ရေးဂျဲဘော်တွေထိခိုက်မရှိခဲ့သလိုစစ်ကော်မရှင်တပ်သားတွေစီကလက်နက်ခဲယံတွေကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ကြောင်မန်းနဲ့6မိုင်ကဝေးတော့တဲ့အကြမ်းဖက်စစ်တပ်ရဲ့ရှမ်းမြောက်ကိုထိုးစစ်ဆင်နေကြောင်းသိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်တွေဟာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်6မိုင်ကွာစကန်သာစကန်ကိုရောက်ရှိလာပြီလို့မြစ်ပြင်စစ်ရေးတရင်ရင်းမြစ်တွေစီကတီးရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကလေးက အကြံပေးစစ်တပ်ဟာတရင်ကိုရင်နဲ့နောင်ချိုမြို့ကနေကြောက်မဲမြို့ကို ထိုးစစ်ဆင်ခဲ့တယ်လို့တီးရပါတယ်။လက်ရှိမှာတော့ကြောက်မဲမြို့စကားသာရွာက တောင်းတက်မလို့ TNL ရဲ့ခေါင်းစစ်ခန်းကိုအကြံပေးစစ်တပ်ကသိမ်းပိုက်လိုက်ပြီးလို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။အခုကစကားသာကိုတော့ရသွားပြီ။စကားသာကသူတို့စစ်တပ်ရဲ့ဂျာယီမန်းချက်နေရာပေါ့။အဲဒီကနေလက်နက်ကြီးတွေပြစ်ကူပေးဖို့အထိုင်ချမယ်လို့တော့ထင်ပါတယ်လို့ CDM ဘူကြီးဇင်ယောကပြောပါတယ်။စကားသာစကားဟာကြောက်မဲမြို့နဲ့10ကီလိုမီတာ တွာလာချင်း9နိုင်ကြောကြောသာပွာဝေးတဲ့နေရာမှာတည်ရှိကြဖြစ်ပြီး MA6 120တကန်းစာဖြစ်တယ်လို့လည်းသိရပါတယ်။ဗိုလ်ကြီးစင်ရောကအခုရှေ့ပြတ်တက်တွေကလည်းနာအယွာနာကိုရောက်လာပြီးဆိုတော့နိုင်တရာလောက်အလွဲမှာကြောက်မဲမြို့ပေါ်ကိုရောက်သွားနိုင်တဲ့အနေထားလို့တော့မှန်းဆလို့ရပါတယ်လို့ပြောဆိုထားပါတယ်။အချမ်းပဲစစ်တပ်ဟာကြောက်မဲမြို့ကိုတရင်ကိုရင်အင်အားတထောင်ဝန်းကျင်နဲ့ထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဖာပွန်ပြူဟာတို့ဥတီလာသည့်စစ်ကြောင်းကြောင့်နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရပါတယ်။ကရင်ပြည်နယ်ဖာပွန်မြို့နယ်ရှိ ဖာဖုန်မြူဟာတို့ဥတီစစ်ကြောင်းထိုးလာသည့်စစ်ကောင်ရှင်တပ်ကြောင့်ဖာဖုန်ကမ္ဘောင်းလမ်းကြောင်းတစ်လျှောက်နေ့စဉ်လီပါတိုက်ပွဲများဖြစ်ပွားနေသည်ဟုသတင်းရင်းမြစ်များကပြောပါရယ်ဖာဖုန်ကတိုင်ကြီးကမ္ဘောင်းလမ်းမပေါ်ကမ္ဘောင်းမြို့အဆက်နဲ့ကတိုင်တီယွာဝါဒူယွာအနီးတစ်ဝိုက်တွင်စစ်ကောင်ရှင်တပ်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားနေကြောင်းသိရပါရယ်ပြီးခဲ့သည့်စက်တင်ဘာလဒုတိယပတ်တွင်ကစ၍စစ်ကောင်ရှင်တပ်ကကမ္ဘောင်းမြို့နယ်ဘက်မှတဆင့်စစ်အင်အားတိုးချဲ့လာခြင်းဖြစ်ကြောင်း တိုက်ပွဲများပုံကိုပြင်ထန်လိုက်ခြင်းဖြစ်သည်ဟုဒုတိယဘုံကြီးစောကလင်တို့ကပြောပါတယ်။လက်ရှိစကားစတက်ကကမ္ဘာမောင်းမော်တော်အင်အားများနေတယ်။အခုကတိုင်တိမှာပြန်ထိုင်ချထားတဲ့ဖွဲ့ကလည်းပဲအပြင်ထွက်ပြီးတိုက်တာတွေရှိလာတယ်။တိုက်ပွဲဖြစ်ရင်တော့သူတို့လေရင်ကလာကျဲတာပဲ။တခါကလေးတိုက်ပွဲမဖြစ်လဲကျဲချင်ကျဲတာပဲ။သူတို့ကကျဲရင်သူတို့ကျဲချင်တဲ့နေရာမှာကျဲချတာပဲဟုခံယူတတ်မှာငါဖာမှုခရိုင်ပြောရစွင့်ရှိသူဒုတိယဘုံကြီးစောကလင်တို့ကပြောပါတယ်။စစ်ကောင်ရှင်တက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များထံလ ీల ကြော်ကြားလက်လွတ်ထားခဲ့ရသည့်ဂရိုင်းတိစခါအားပြီးခဲ့သည့်ဒွန်းလ9ရက်နေ့နံနက်ပိုင်းမှစ၍ပြန်လည်တက်ခိုက်သိမ်းပိုက်သွားခဲ့ပါသည်။ထိုချိန်မှစ၍ဖာပုံမြုပ်နယ်အတွင်းလက်လွတ်ထားရသည့်တပ်စခါများနှင့်တပ်ရင်းများအားပြန်လည်သိမ်းပိုက်ရန်ပတ်လည်ပိတ်ဆို့ထားခံရသည့်ဖာပုံစစ်ဗျူဟာခြေချစပါခတ်တင်အားအပြည့်အဝပြန်လည်ထိန်းချုပ်ရန်ဂရိုင်းတိစခါစီစစ်ကူများပို့လွတ်ကအင်အားများဖြစ်တင်းနေခြင်းဖြစ်ကြောင်းတီးရပါသည်။ဗျူဟာထိတော့ဘယ်နည်းနဲ့မှမရောက်နိုင်ဘူး။ ပြီးခဲ့တဲ့ရက်တွေကသူတို့စစ်ကြောင်းထွက်တိုးပြီးတက်လာတာတောင်သူတို့ဘက်ကပြန်တိုက်ထုတ်လိုက်လို့ဂရိုင်းတီဘက်ကပြန်ဆင်းသွားတယ်ဟုစေးသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်မရှင်ကလာမည့်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပမည်ဟုကြေညာချက်များခက်ဆိတ်ဆိတ်ထုတ်လာပြီးရွေးကောက်ပွဲကျင်းပမည်မြို့နယ်များစီးရင်တွင်ဖာဝန်မြို့နယ်သည်လည်းတခုပါဝင်ဖြစ်ပါတယ်ပြီးခဲ့သည့်2024ခုနှစ်မတ်လစပိုင်းကစပြီးဖာဝန်မြို့တိုင်းတိုက်ပွဲစတင်ဆင်နွှဲခဲ့ကမတ်လကွန်ပိုင်းတွင်မြို့ပေါ်ရှိရဲစခန်းများပါဝင်စစ်ကောင်မရှင်တပ်အထံချနေရာများအား KNL ပူအောင်တံမြတ်ကတက်ခတ်သိမ်းပိုက်ကထိန်းချုပ်ထားခဲ့ပါတယ်။ထို့နောက်မြို့နယ်တွင်ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းများဖားပြောင်းအခြေဆိုင်စစ်ဗျူဟာအခြေချစာဘခတဲ့လက်အောက်ခံတပ်ရင်းများဆက်လက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာခလာရစကူစစ်လက်နက်ပစ္စည်းတပ်6လေးနဲ့ခမာရ၄၃လေးတို့ကိုတက်ခတ်သိမ်းယူနိုင်ခဲ့ပါတယ်။လက်ရှိချိန်ထိဖားပြောင်းမြို့နယ်အပြင်စစ်ကော်မရှင်တပ်အထံချလက်ရှိနေသေးသည့်စာဘခတဲ့နဲ့ကလက်ရှိနေသည့်ခမာရ၃၄၀၃၄၁စာရိတ်တရင်များ၏မြေပြင်ထွက်ပေါ်၍လမ်းကြောင်းများထွက်ပေါက်များကို ပူပေါင်းတံများကဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်းသိရပါဗျ။